I'm Ravindra Jain from 4R Consultancy, Myanmar. Today I'm here with our patient, Mr. Loki Chand, who just come back from India, from Dr. Jaydeep SCG Hospital, Kolkata, after his CAR T-cell treatment. सो आप इंडिया में जो गए थे कार्टिसल ट्रीटमेंट्स का डॉक्टर जयदीप से जो आपने इलाज करवाया कैसा रहा आपका अनुभव ကျွန်တော်ဒီအိန္ဒိယနိုင်ငံအဲ့ဒီကလကတာမြို့ကိုရောက်သွားပြီးတော့ဂျိုင်းတဲဆရာကြီးနဲ့ဒီမှာဆက်သွယ်ပြီးတော့ရောက်သွားတယ်ရောက်သွားပြီးတော့အဲ့ဒီမှာရောက်တဲ့အချိန်ကစပြီးတော့မှကျွန်တော်သူကုသရေးအပိုင်းကိုကြည့်ပြီးတော့လိုအပ်တာအကုန်လုံးဖြစ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီမှာနလကြော်ကြော်တော့နေလိုက်ရတော့ပေါ့အဲ့ဒီကနေနေပြီးတော့နောက်ပိုင်းကုသပြီးတော့ပြီးသွားတဲ့အချိန်ကျတော့ကျွန်တော်သူပြန်ခွင့်ပြုတယ်ပြီးရင်သူကတွေးတွေကိုပုံမှန်နဲ့စစ်ပြီးတော့အချိန်တွေဘယ်လိုပြောင်းလဲမှုရှိလဲသူကလာရှော 干的牛拉了，我也是了，对吧？为丢掉都要那些嘛，变得这这这靠变靠了不？记得记不了，我去年啊，叫那木板啊，对不起，刚拿的时候呢，叫人叫路，人家这靠了，那别谁现在说越路了，牛加他了不？अगर तो आपके भगवान ना करे आपको या आपके किसी पहचान या आपके किसी मित्र को कुछ बीमारी होती है तो क्या आप हमारी सर्विसेज से खुश हैं और डॉक्टर जयदीप के ट्रीटमेंट है तो आप उसको बोलेंगे कि वो इंडिया हमारे थ्रू जाए चनोरो उता खेरे से यो मारा सिंधारी हुआ ना डामे एरी मारा लो लेदरी मशी आंदोर असासा या बीएमबी या खामा चनोरो ठाबियो तीसा भी, भी रहो अपने लुले वो इंटरलो में आओ चनोरो कुता रे सिने का तरो टीटी चचा लो पेरो सेवा ने पत्ते से लो बाने पत्ते लो कोलों आमियन जाने चनोरो कुता भी प्याला खेरा हुआ ना डीसा से डॉक्टर जाइते တတော်ကိုစင်းမြင့်တဲ့ဆရာဝန်တယောက်ဖြစ်တယ်ဆိုတော့တေချာတိလိုက်ရတာပေါ့အဲနောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်လိုအပ်တဲ့ဆေးတွေကိုလိုရင်းလိုသလိုပြောင်းလဲပြီးတော့တေချာကုသပေးတဲ့အတွက်ကျွန်တော်ခဏိပြန်နေကောင်းသွားတာပေါ့ तो और, और हॉस्पिटल का जो स्टाफ था वहाँ खाना और बाकी सुविधाएं ठीक था सही वहाँ जो मुझे ठमे ही नहीं बाहर निकाले चलो अरे मैं नहीं भी तो उस आँख का कि ये साला चलो मसाया हो अरे का साला ने ले सिंपी दे ये यार खाया रा कौनो सिंपी दे အဲ့တော့အတိမိတ်ဆွေတွေများကြားမရေးပါညာချိုးတက်လို့တတ်နိုင်တဲ့အတိုင်းတာနဲ့ဆိုရင်အိန္ဒိယကိုဆက်သွယ်ပြီးဒေါက်တာဂျိုင်းတိတ်နဲ့ဆက်သွယ်စီချင်တာပေါ့သူကတော့တစ်လကိုတစ်ကြိမ်အနည်းဆုံးနှစ်လတစ်ကြိမ်လောက်ဗီဒီယိုတရားကိုလာတယ်လာတဲ့အချိန်မှာတော့ဆွေးနွေးပေါ့သူတို့ line ပုံမှာတင်တယ်တင်တဲ့အချိန်မှာသူ့ပုံနဲ့သူတင်တဲ့အချိန်မှာရက်ဆွဲတွေပါလေပုံတေချာထည့်ပေးတော့အဲ့ဒါကိုတချို့ကလည်းဆေးကန်းတော့ဆွေးနွေးရှင်တယ်ဆိုတော့ဆွေးနွေးပြီးမှပဲတတ်နိုင်တဲ့အတိုင်းတာနဲ့အိန္ဒိယကိုသွားသွားပြီးတော့ကုသရင် သူတဦးထဲနဲ့ကိုလုံလုံလောက်လောက်ကိုသူကုသပေးနိုင်တဲ့အတိုင်းသာအများကြီးကြုံခဲ့တာပေါ့မြင်ခဲ့တာပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းခံကုသပြီးပြန်လာတာပဲအခု आप इंडिया पहली बार गए था कैसा लगा आपको इंडिया में बहुत अच्छा लगा अच्छा और निमासु ओ इंडिया နိုင်ငံတတော်လေးကိုနေထိုင်မှုလဲအဆင်မြင့်လာပါပြီအရင်ထက်ကလည်းတိုးတက်လာပါတယ်စေယုံလည်းတတော်လေးကိုအဆင်မြင့်ပါတယ်ကျွန်မအမျိုးသားဟာတတော်လေးကို ဒီတွေးကန်စားဖြစ်ပြီးတော့မှတော်တော်လေးကိုစိုးရိမ်နဲ့အဆင့်ကိုရောက်နေတာကိုဒီအိန္ဒိယနိုင်ငံကိုသွားပြီးတော့မှဒီစီယုံကြီးမှာ ACD စီယုံမှာကုတာခဲ့တဲ့အတွက်ဒီဆရာဝန်ကြီးရဲ့ကောင်းမှုကုတာမှုဟာတော်တော်လေးကိုအဆင့်မြင့်နေတဲ့ကျွန်မမျိုးသားဟာအသက်ရှင်ခွင့်ရပြီးတော်တော်လေးဒီမြန်မာပြည်ကိုပြန်လာခွင့်ရတာကိုကျွန်မကျေးဇူးအများကြီးတင်ပါပါတယ်ဒီလိုယောဂဖြစ်တဲ့သူတိုင်းကိုလည်းသွားပြီးဒီအိန္ဒိယနိုင်ငံကိုရောက်ရှိကုတာစေချင်ပါတယ် अच्छा अभी आपको बाकी सब कुछ अच्छा हो गया फिर भी कुछ भी ऐसा चीज होगा जो आप चाहें कि अगली बार अगर कोई इंडिया जाता है तो वो और अच्छा करना चाहिए वो ऐसा कुछ है ऐसा दिलोवा टिकट गए बोले हिम्मत हो ऐ योगा ကျွန်တော်တို့ဖြစ်တာတော့မလီမလီမမလီယာပေါ့နော်ဒါပေမဲ့ကုသရေးကအဆင်အဆင်ရှိတာပေါ့ဘယ်အဆင်နဲ့ဖြစ်တယ်ဆိုတော့ကုသပြီးအောင်မြင်မှုတစ်ခုရဖို့အတွက်ကိုကျွန်တော်အချိန်တော့နည်းနည်းပေးရတော့ဆွေးနွေးရတယ်တိုင်ပင်ရတယ်ကိုတယောက်တည်းဒီတိုင်းထတော့လို့လည်းမရဘူးဒီမှာရန်ကုန်မှာရှိတဲ့ဆရာကြီးနဲ့ဒီဒီကဆရာကြီးနဲ့တွားပြီးတော့မှတွားသွေးပြီးတော့မှသူနဲ့ချိန်ပြီးတော့မှတေချာလင်းကြံကိုအိန္ဒိယကိုရောက်သွားကြကျွန်တော်နေဖို့တဲဖို့ပြုဖို့အကုန်လုံးစီစဉ်ပေးရတယ်တဲတာတွေကအစအကုန်လုံးအဆင်ပြေအောင် သူတို့အဲ့မှာအခန်းတွေပါကြော်ထားပေးထားတာအဲ့ဒီမှာကျွန်တော်တို့ချက်ပြုတ်စားတောက်ပြီးနေရသွားသွားရလားလားစေကူတာလားနီနီနာလေးပေါ့တိတ်ဝေးလည်းမသွားရအောင်ပေါ့နော်ကျောင်းကြီးကလည်းတော်တော်လေးကိုစိတ်ရှည်ရှည်နဲ့ဒေါက်တာအာကတ်ဆိုတာသူ့လက်ထောက်ပေါ့အဲ့ဒါ3-4ယောက်ရှိတယ်ကျွန်တော်တို့စံပြက်တေချာတီဗီတေချာလုပ်ပေးခဲ့တာပေါ့လိုအပ်တာလည်းတိုင်ပင်လို့တိုင်ပင်ခန္ဓာပေါ့ပါလို့လည်းခန္ဓာကိုယ်ရဲ့အနေထားပဲလို့ရှိတယ်နောက်ပြီးတော့ကိုယ့်ရဲ့တွေးလေပတ်မှုအနေထားကိုလည်း တို့ချိန်အဆက်မပြတ်တနေ့ကိုဆရာဝန်ကြီးရဲ့ညွန်ကြားချက်နဲ့သုံးရှိပ်ပေါ်တို့ sister တွေ brother တွေကလက်ပတ်မှုနဲ့တို့အချိန် round ကိုတေချာကြည့်ပြီးတော့အဆက်မပြတ်ဆေးကိုတေချာကုသပေးရဆေးကုသတဲ့နေရာမှာလုံးဝလိုလေသေးမရှိအောင်တေချာလှုပ်ပေးရအောင်နော်အဲ့ဒါတိမိတ်ဆွေတွေများသွားချင်တယ်လာချင်တယ်ဆိုရင်ဆက်သွယ်ချင်တယ်ဆိုရင်ဆက်သွယ်လို့ရတယ်အဲ့ဒီဗီတိုးရီးယားမှာဆရာကတော့မြန်မာလာတယ်နလတစ်ကြိမ်တလတစ်ကြိမ်အဲ့လိုမျိုးပေါ့နော် थैंक यू वेरी मच आपने मुझसे बात की और हमें सेवा करने का मौका दिया भगवान करे आप स्वस्थ रहें और सुखी रहें थैंक यू वेरी मच